်ကြည့်ပါဦးမမလေးမမလေးအော်ဝမ်းသာတာဗောကိုကိုယူလာတဲ့ကိုယူထားတဲ့ကိုအမျိုးသမီးနဲ့ကိုမိသားစုနဲ့အဆင်ပြေနေရဆိုတော့အတိုင်းမသိဘူးဝမ်းသာကြရပါဟုတ်ဟုတ်ပါတယ်အဲ့လိုပဲအဲ့လိုပဲဖြစ်ပါဘူးဘာလို့ငယ်လေးတွေကလည်းသူကမိသားစုလိုဖြစ်နေရအောင်အဲ့လိုဆိုတော့ဟုတ်အာမြင်မှာပူလိုက်တာဆက်လက်ကိုကိုရင်ဝီးတော့ဆိုမစမ်းမအတက်အရင်ပါပဲမေတ္တာပေးရဲ့ဗောနော်ဒီသူတို့နဲ့နေရချောမိသားစုတစ်ခုနောက်တစ်ခုလိုမျိုးပဲအဲ့လိုမျိုးခံစားရပါတယ် အသိမရပါဘူးစားတော့ကြစားတော့ဟုတ်တယ်အမေအမေနဲ့အဖေအမတ်တရပဲအဲသူတို့ညာကစားရောဖြစ်တဲ့ဟာပေါ့ဒါပေမဲ့အမေကဟင်းချက်ကောင်းအဲအဖေအဖေလည်းသိပါရဲ့အဖေကတသက်မှာဟာတာအနေနဲ့လုပ်တယ်အမေတခါကျရင်ကျွန်တော်တို့ချက်ကျွေးရဲ့ဟင်းနေတယ်ကျွန်တော်စားရငယ်တုန်းကပေါ့နော်အကျွန်တော်တို့ကျွန်တော်မလုပ်ပါဘူးကောင်းပါတယ်ကောင်းပါကြောက်လို့ပြောတကယ်တည်းတော်တယ်တော်တယ် အာသူကျွန်တော်အဲ့လိုစက်သားပြောပါမယ်စက်သားလေးတွေကိုအဲ့လိုနုံနုံဆင်းပြီးတော့စက်တလုံးလုပ်ပြီးတော့ချက်ကျွေးရခင်ရန်ကောင်ဝမ်းတာပါတယ်ဒီတေချာအားဆိုင်ထုတ်ထားတဲ့ကားလေးပြိသက်ရှိခြားပြခွင့်ရတဲ့အတွက်ဝမ်းတာပါတယ်ဟုတ်ဟုတ်ဝမ်းတာပါတယ်ဖေးကိုကုန်ပြပေးတော့ပို့တက်လာပါထောင်ငါးထန်း28ကပို့ပြီးတော့အဲဂျင်မထဲဟိုရောက်စီရရမျိုးဆိုတော့အာတကယ်ကောင်းမဲ့ကားတကားလို့မျှော်လင့်ပါတယ် သူတို့တုံးနေအောင်ချစ်တဲ့ညီမလေးကိုညှက်ဆောင်နေတော့မထုံမိစေအဖေကအဲ့လိုမျိုးဘယ်လိုပြောမလဲဟိုးရှင်နေရလဲအဖေကတရုတ်ဆောင် လုပ်တဲ့အချိန်မှာတည်းကလည်းအဖေရဲ့အကူလိုချစ်ရတယ်တငယ်ချင်းလိုချစ်ရတယ်ဥက္ကုသူဆိုတာဥက္ကုသူပေါ့နော်ဥက္ကုသူကလည်းသူဒရိုက်တာလုပ်တဲ့အချိန်မှာတော့လည်းသူက drama အရန်ပိုင်နေ writer တယောက်အနေနဲ့ရက်တိခဲ့တာဆိုတော့အဖေလဲ drama ကိုသူလဲယူသွက်တယ်ဒီတက်ပို့ပြီးတော့ ပရိသတ်ရင်နဲ့ရောင်းမဲ့ဟာတွေသူ့မှာရှိသေးတယ်သူချပြမဲ့အချိန်ရောက်လာလို့ရှိရင်ပရိသတ်ဟိုကြည့်ရမှာပါဟုတ်ခွေးရတော့ကျွန်တော်အမြဲတမ်းဟိုအားချကုံယူရတဲ့လူပေါ့နော်ပြီးတော့ဟိုသူရိုက်သမျှကားရဆိုလို့ရှိရင်လည်းတခုခုပရိသတ်ရင်နဲ့ဟိုတော့ခြံခဲ့တယ်လို့ချောရတော့ထင်ပါတယ်ဟုတ်ဒီကားလည်းအဲ့လိုမျိုးအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ကျွန်တော်မှာတော့အဲ့အဲ့ခံစားချက်ကကျွန်မပြောပြတတ်ဘူးဟိုတိတ်တော့တိတ်တော့မခံစားဘူးပြဘာလို့လဲဆိုတော့ပရိသတ်ချစ်နေ တရားရင်တော့ချစ်နေကိုကျွန်တော်ကျင့်တတ်နေကျန်တာမလို့ဟုတ်အဖေကဒီဟာသားတိဥ္စာအမေနဲ့ပေါ့နော်ဘယ်လိုတခုခုတော့အောင်မြင်ခြင်းမတိုင်ခုတော့ရှိတဲ့လေလို့တော့ကျွန်တော်ထင်ပါတယ်။အဲကျွန်တော်ချက်ကြည့်ပါတယ်အများကြီးပဲ။တဲလိုက်ရတော့ကျွန်တော်စားရစားရတယ်ဒါပေမဲ့တိတ်တိတ်ပြီးမစားဖြစ်ဘူး။ကြောက်လို့ရတယ်။တနေ့လှုပ်ကြံလာတယ်များ။ဘယ်လိုလှုပ်ကြံလာလဲ။ချောလား။အမေလေချောပြောရမလို့တဲတဲကိုတဲတဲတဲကိုကြောက်ပါအဲ့လိုမျိုး။အမေကောင်းပါတယ်။ ဘယ်လိုလဲလောက်ကျန်တာဆိုတော့အမလို့လောက်ကျန်တာဆိုတော့သူ့ကိုကြောက်နေရတာသူနဲ့ကျွန်တော်နဲ့ကတခါကျအမြဲတမ်းတောင်းတောင်းတွေ့ရတယ်အဲ့လိုတတ်နေကြတာဆိုတော့ကျွန်တော်ကောင်းနေပြောပြီးတော့ကျွန်တော်တို့ကူကူအဲ့လိုငန်လာလို့ပါဆက်တာလို့လောက်လိုက်မှာကျွန်တော်သိရတယ်မစားကောင်းပါရဲ့ကောင်းတယ်ကျွန်တော်ကွာရမစားရဲ့ဟောဝမ်းသာတာဗောကိုကိုယူလာတဲ့ကိုယူထားတဲ့ကိုအမျိုးသမီးနဲ့ကိုမိသားစုနဲ့အဆင်ပြေနေရဆိုတော့အတိုင်းမသိဘူးဝမ်းသာကြရပါဟုတ်ဟုတ်ပါတယ်အဲ့လိုပဲအဲ့လိုပဲဖြစ်ပါဘူးဘာလို့ငယ်လေးတွေကလည်းသူကမိသားစုလိုဖြစ်နေတာဘူးအဲ့လိုဆိုတော့ဟုတ် တော်ပျော်ရွှင်ရပါတယ်ဘာလို့ဆိုတော့ဒါဘယ်လိုပြောရမလဲဒီမိသားစုကအရန်ဟိုအရန်ပါပဲမိတာပေးရပေါ့နော်ဒီသူတို့နဲ့နေရချောမိသားစုတစ်ခုနောက်တစ်ခုလိုမျိုးပဲအဲ့လိုမျိုးခံစားရမှာဟုတ်တယ်အမေအမေနဲ့အဖေအမှတ်တရပဲအဲ့သူညာကစားရောဖြစ်တဲ့ဟာပေါ့ဒါပေမဲ့အမေကဟင်းချက်ကောင်းအဲ့အဖေအဖေလည်းသိပါတယ်အဖေကတသက်မှဟာတာအနေနဲ့လုပ်တာအမေတခါကျရင်ကျွန်တော်တို့ချက်ကျူးရဲ့ဟင်းနေတယ်ကျွန်တော်စားရငယ်တော့ပေါ့နော်အဲ့ကျွန်တော်တို့ကျွန်တော်မလုပ်ပါဘူးကောင်းပါတယ် တော်မှန်ကြောက်လို့ပြောတကယ်တည်းတော်တယ်တော်တယ်အာသူကျွန်တော်အဲ့လိုစက်သားပြောပါမယ်စက်သားလေးတွေကိုအဲ့လိုနုံနုံဆင်းပြီးတော့ချက်တလုံးလောက်ပြီးတော့ချက်ကျွေးရခင်ရန်ကောင်ဟုတ်ဟုတ်တယ်အောင်းရပါမယ်အားကြောချိုးရပြန်လာပြီးမှချက်ကျွေးဟုတ်ဟုတ်ကဲ့ပါအောင်စီအောင်မရုပ်ရှင်ကရုံတင်တဲ့အချိန်ကြာလို့ရှိရင်လည်းပြည့်တဲ့အားလုံးဒီခဲနဲ့လာရောက်အားပေးပါလို့ဖိတ်ခေါ်ပါဗျာကျေးဇူးများတင်ပါတယ်